အားလုံးပဲမင်္ဂလာပါ။ကျမဒီနေ့ပြောပြမှာကတော့သွေးလေးဖက်နာ rheumatoid arthritis ယောဂရှိသူတွေအတွက်အစာအာဟာရအကြောင်းပဲဖြစ်ပါတယ်။သွေးလေးဖက်နာရှိတဲ့သူတွေဟာအထူးသဖြင့်ရိုးအစစ်တွေမှာနာတာ၊ရှောင်ရမ်းမြီးဖောင်းနေတာ၊ဖိလိုက်ရင်မခံမရနိုင်အောင်လာခြင်းနာစတဲ့ယောဂလက္ခဏာတွေပြတတ်ပါတယ်။သွေးလေးဖက်နာယောဂကောအဆင့်အောင်ယောဂရှိသူတွေအတွက်တိတ်အစာအာဟာရရည်လိုမရှိပါဘူး။ဒါပေမဲ့ခန္ဓာကိုယ်ရောင်ရမ်းတာကိုတတ်တာစေတဲ့အစာတောက်တွေကိုရွေးချယ်စားသုံးရင် အဆင့်ရောင်နာနာရာတွေကိုတက်တာစေနိုင်ပါတယ်။အဆင့်ရောင်ယောဂရှိတဲ့သူတွေမှာ Mediterranean style အစားအသောက်ပုံစံကိုနှစ်လလောက်စားတဲ့အခါမှာအဆင့်နာရာတွေနဲ့မနက်ပိုင်းကိုလက်တောင်တင်တာတွေတက်တာလာတာကို တွေ့ရတယ်လို့သုတေသနတွေ့ရှိချက်တွေကဆိုပါတယ်။ Mediterranean style အစားအသောက်ပုံစံဆိုတာကျန်းမာရေးနဲ့ညီညွတ်တဲ့အစီတွေဥပမာငါးကြီးစီအမြင်တတ်များတဲ့အသီးနှံတွေအရွက်တွေအစီအစံတွေကိုအဓိကအခြေခံထားပြီး အစီနဲတဲ့အသားငါးတွေကိုရွေးချယ်စားသုံးတဲ့စားသောက်ပုံစံပဲဖြစ်ပါတယ်။အဆင်အောင်ယောဂရှိသူတွေအနေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုစားသုံးပြီးလိုအပ်ပါကဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာဖြည့်စွက်အားစေးတွေတောက်တာမျိုးလည်းလုပ်လို့ရပါတယ်။ဒါဆိုရင်ဘလို့အစားအစာတွေကိုစားသုံးတယ်လဲဆိုတာကိုလေ့လာကြည့်ရအောင်နော်။ Omega 3 fatty acid ပါတဲ့အစားအစာအဆင်အောင်တာနဲ့မနက်ခင်းပိုင်းတောင်းနေတာကျင်နာတွေကိုတက်တာစေပါတယ်။ Omega 3မှာအကြိုက်ခဲပြောက်စေးလိုမျိုးသဘာဝတက်ဖြစ်စည်းတွေပါဝင်တာကြောင့်ညောင်ရမ်းခြင်းတွေကိုတက်တာစေပြီးနှလုံးရောဂါဖြစ်စေနိုင်တဲ့မကောင်းတဲ့ Thurin cholesterol LDL နဲ့ triglyceride တွေကိုလည်းလျှော့နှဲစေပါတယ်။ဆင်းရောင်ရောဂါရှိသူတွေဟာနှလုံးရောဂါဖြစ်နိုင်ခြေလည်းများတာကြောင့် Omega 3ကိုစားသုံးပေးသင့်ပါတယ်။ပင်မျိုးမျိုးအမြင့်တက်များစွာပါဝင်ပြီးရောင်ရမ်းတာကိုဖြစ်စေတဲ့ဓာတ်မျိုးဖြစ်တဲ့ C-reactive protein ကိုနည်းစေပါရစေ။ ပရိုတင်းနဲ့ကျွဲဝါတာကြောင့်ရိုးစစ်တဝိုက်ကကြွက်သားတွေကိုတန်မာစေတဲ့အပြင်နှလုံးကျန်းမာရေးနဲ့ကိုယ်ခန္ဓာအတွက်လည်းကောင်းစေပါတယ်။ဘန်ကော့ဗီစိန်ဘန်ကော့ဗီစိန်ပရိုကိုလီမှာဗီတာမင်ဓာတ်တွေကျွဲဝါစာပါဝင်တာကြောင့်ရောင်ရမ်းတာတွေကိုတက်တာစေတဲ့အပြင်ကယ်လ်ဆီယမ်ဓာတ်လည်းကျွဲဝါတာမှုရိုးတွေကိုပါတန်မာစေပါတယ်။ချယ်ရီတီချယ်ရီတီတွေနဲ့ဘယ်ရီတီတွေမှာခန္ဓာကိုယ်ရဲ့အဆိပ်တောက်တွေကိုဖယ်ရှားပေးနိုင်တဲ့အန်တီအောက်ဆီဒန့်ဓာတ်တမျိုးအန်တိုဆိုင်ယာနင်ကျွဲဝါစာပါဝင်တာကြောင့်ရောင်ရမ်းတာတွေကိုတက်တာစေပါတယ်။ ရှင်သောအသီးနှံများကိုခန့်အားကောင်းစေတဲ့ဗီတာမင် C ပြည့်ဝစွာပါဝင်တာကြောင့်ရောင်ရမ်းနာကျင်ခြင်းတွေကိုသက်သာစေပါတယ်။ငါးမျိုးမျိုး၊ကချံငမြင်းလိုမျိုးအစီများတဲ့ငါးတွေစားလို့ရသလိုဆယ်မွန်ငါး၊စာတင်ငါး၊မက်ဂရန်ငါး၊တူနာငါးစတာတွေဟာအိုမီဂါ3ပါဝင်တာကြောင့်တပတ်ကိုနှစ်ချိန်ခန့်စားသုံးပေးသင့်ပါတယ်။ကြော်စားတာထက်ကင်စားတာပေါင်းစားတာကကျမရင်းနဲ့ပူညီညွတ်ပါတယ်။အစိမ့်ဆန်များငါမကြိုက်တဲ့သူတွေအနေနဲ့အိုမီဂါ3ရဖို့အတွက်ညီပဲသီဖို့စိနေကြစိကွာစိ တခြားသည့်နှင်းစီစီစရာတွေနဲ့ပဲပီဆက်တွေကိုလည်းစားသုံးပေးနိုင်ပါတယ်။ချင်းဂျင်းမှာပါဝင်တဲ့တက်တမျိုးဟာလည်းခန္ဓာကိုယ်အတွင်းမှာရှိတဲ့ရောင်ရမ်းခြင်းတွေကိုတသက်စေနိုင်တယ်လို့ဆိုပါတယ်။တစ်ဖက်ခြောက်ခေါ် green tea အန်တီအောက်ဆီဒန့်ကပါဝင်တာကြောင့်ရောင်ရမ်းခြင်းကိုတသက်စေတဲ့အပြင်အရိုးနှုတ်ပျက်စီးခြင်းကိုလည်းနှိမ့်စေပြီးအရိုးအစ်ပျက်စီးခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။တန်လွင်စီတန်လွင်စီမှာအကြိုက်ခဲပြောင်စီနဲ့အလားတူတဲ့ဓာတ်ပစ္စည်းတွေပါဝင်တာကြောင့် ချားစီတွေထက်ကျမကြီးနဲ့ပိုညီညွတ်ပြီးနှလုံးကျမကြီးကိုလည်းကောင်းမွန်စေပါရယ်။နွေးမုံ၊အနွေးမုံကတော့ရောင်ရဲနာခြင်းခြင်းတွေကိုပူတာဖို့ထက်ကာကွယ်ပေးရတဲ့နေရာမှာပို့အသုံးဝင်ပါရယ်။ဆက်လုံးညိုပေါမုံချံ၊ whole grain ဆက်လုံးညိုပေါမုံချံစတဲ့အစားအစာတွေဟာလည်းရောင်ရဲနာကိုဖြစ်စေတဲ့အတွက် cereative protein ကိုနည်းစေပါရယ်။ဒါအပြင်အမြင့်တက်လဲကျွဲဝါလို့အဆင့်အောင်ယောဂရှိသူတွေမှာဖြစ်များတဲ့ selenium ဓာတ်နည်းခြင်းအတွက်လည်းအထောက်အပံ့ပြုပါရယ်။ ဘလို့စားစာတွေကိုရှောင်ရမလဲဆိုတာကျမတို့ဆက်လေ့လာကြည့်ရအောင်နော်အနီရောင်သားများနဲ့နှုတ်ထွက်ပစ္စည်းများအနီရောင်သားဝတ်သားအမဲသားဘဲသားအဆီမထုတ်ထားတဲ့နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေမှာအဆီတက်များစွာပါဝင်တာကြောင့်အဆီတစ်ရှူးတွေမှာရှောင်ရမ်းခြင်းကိုဖြစ်စေပါတယ်ပြောင်းမှုစီပြောင်းမှုစီဟာအိုမီဂါ6ပါဝင်တာကြောင့်အများကြီးစားမိရင်ဝေတက်စေတဲ့အပြင်အရိုးစစ်တွေကိုပါရောင်ရမ်းစေပါတယ်။အကြော်များနဲ့အသင့်စားအစားအစာများစီးနှစ်ပြီးကြော်ရတဲ့အကြော်တွေနဲ့အသင့်စားအစားအစာတွေမှာ မကောင်းတဲ့အစီအရေများတာကြောင့်ကိုယ်ခန္ဓာအတွင်းမှာရောင်ရမ်းတာကိုဖြစ်စေတဲ့အပြင်မကောင်းတဲ့သွေးရင်းကိုလက်စထရောအယ်ဒီအယ်ကိုလည်းတက်စေပါတယ်။စားအငံတက်အငံတက်များတဲ့အစားအစာတွေကသွေးတိုးစေလို့စတီရိုက်ဆေးတောက်သုံးနေရသူတွေနဲ့ဆေးအောင်ရောဂါရှိသူတွေဟာလည်းအငံတက်အများကြီးမစားသင့်ပါဘူး။တစ်နေ့ကိုစား 1.5g တောက်တာစားသုံးသင့်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်အတွင်းရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ cytokine ကိုခေါ်တဲ့ဓာတ်တွေကို ထုတ်ပေးတာကြောင့်ချိုးတဲ့အသီးတွေတကြားများတဲ့အစာစာတွေကိုလျှော့စားသင့်ပါတယ်။အရက်အဆင့်အောင်ယောဂရှိသူတွေအများစုဟာတောက်သုံးနေရတဲ့ဆေးတွေဟာအရက်နဲ့မတည့်ပါဘူး။ Ibuprofen ကဲ့သို့သောအကန့်ခဲပြောက်ဆွေးကျွေဟာအစာအိမ်ရောက်နာအစာရင်အနာဖြစ်တာစတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်စေတာကြောင့်အရက်တောက်တဲ့အခါယောဂပုံမဆိုးသွားစေနိုင်ပါတယ်။သွေးလေးဘက်နာအတက်ဆေးရီတောက်သုံးနေရသူတွေအနေနဲ့လည်းအရက်တောက်တဲ့အခါအသည်းကိုပုံမထိခိုက်စေပါတယ်။အသားခင်များအကြော်များ ပူချိန်ပြင်းပြင်းနဲ့ချက်ပြုတ်ထားတဲ့အသားတွေစားသုံးတာကခနာကိုအတွင်းမှာရောင်ရမ်းစေနိုင်တဲ့သွေးရင်းတက်တဲ့မျိုးကိုများစေတဲ့အတွက်အစစ်ရောင်နာနာရီကိုပိုဆိုးစေနိုင်ပါတယ်။အခုဆိုရင်ပြိသက်ကြီးလဲသွေးလေးဘက်နာ rheumatoid arthritis ယောဂါရှိသူတွေအတွက်စားသုံးတဲ့အစာအာဟာရတွေအကြောင်းကိုတခြားသိရှိသွားပြီးထင်ပါတယ်နော်။အခုလိုမျိုးအကျိုးရှိစေမဲ့ကျန်းမာရေးဘုဒ္ဓတလေးတွေကိုစဉ်ဆက်မပြတ်တိဆက်ပေးနေမှာဖြစ်ပါတယ်။ ဒီတော့ဆက်ဆက်ဆောင်တည်အပိကြဖို့မမေ့ကြပါနဲ့ဦးရှင်ပြိသမများအားလုံးလည်းယောဂဗျာကြီးကဲဝေးပြီးတော့တာယာပရှင်နှစ်ပွားတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်